ားအလုံးမင်္ဂလာပါဗျာကျွန်တော်ဒူဒီကိုဇွဲ channel နဲ့ကြိုဆိုပါရစေဒီတစ်ပတ်ကတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်အရန်အားနာပါတယ်ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အများနဲ့သုံးရက်ဇတိုက်ရှိပြီဗျာပတိရောလုံးမိုင်ရောလွဲတယ်ဗျာလွဲတာလွဲတာမှာပိုးစိုးပတ်ဆက်ကိုလွဲနေလွဲမမှုပေါ်တရဘူးစောင်းတာဒူဒီကိုဇွဲပါခင်ဗျာဆိုပြီးကြီးညာမလို့ဖြစ်နေပြီနော်ကဲတော့ဗျာဒီရက်ဘက်ကတော့ရကြပါတယ်နော်ကျွန်တော် မှန်ခဲ့ပါတယ်9ရက်လုံးလုံးမှန်တယ်ဒီတစ်ပတ်တော့3ရက်လုံးလုံးပျောက်ပါတယ်မတက်နိုင်ဘူးပြနော်ကဲထားတော့ဒီနေ့ထွက်ထားတဲ့ကနေမနက်6တဲ့ညနေ6နဲ့အဲ့လိုမနက်ထိတ်နဲ့ညနေပိတ်တူရင်၄ကိုးပိုင်းသုံးမဟုတ်၄ကိုး break လာမယ်2ရက်အတွင်းလာမယ်အဲ့ဒါနော်၄ကိုးပိုင်းသုံးမဟုတ်၄ကိုး break က2ရက်အတွင်းလာမယ်သူ၄ကိုးပိုင်း၄ကိုး break ဆိုရင်44 9 69 9ဟုတ်ပြီနော်ပြီးရင် အဲ့ဒီအလဲပါဝါမနက်6တက်ညနေ6နဲ့အလဲမှာ16ပါဝါဖြစ်နေအလဲပါဝါဖြစ်ခွန်း305ကိုခွေထုတ်အပူပါเนาะအဲ့ဒါဘာကြောင့်ဒီမှာသူနဲ့ဘသူဘုံသွားတူနေလဲဆိုတော့ဒီမှာကြည့်အင်္ဂါနေ့မှာထွက်လာတာမနက်20ညနေခွန်း3အလဲနက်ခတ်20ခွန်း3အခွေအဲ့တော့290အခွေကဘုံတူနေเนาะအဲ့တော့အများကြီးမလိုက်နိုင်တဲ့သူတွေကဒီ290သုံးလုံးအပူပါခွေကိုထိုးပေါ့ဗျာ နှစ်ခွန်20 90ပေါ့နော်အားလေးထုံထိုးပြီးရင်အလဲပါဝါဖြင့်မနှညကဏ္ဍခွေလို့ဒီခါ16နှစ်သုံးလုံးခွေလေးရထက်ရပြန်ရောဒါကျွန်တော်မူတွေကိုချပြန်တော့ကျွန်တော်ချပြန်မူတွေကိုမိတ်ဆွေတို့ပါမိတ်ဆွေတို့မိတ်ဆွေတို့မှာရှိတဲ့ဟာနဲ့ကတ်ညက်ပြီးသုံးမယ်ဆိုသုံးမှာသုံးလို့ရရင်အဆင်ပြေတဲ့ဟာလေးကိုယူသုံးမှာเนาะကျွန်တော်ကျွန်တော်ကသိရှိတဲ့တွေ့တဲ့မူလေးတွေကိုကျွန်တော်ချပြန်တာဟုတ်ပြီเนาะပြီးရင်အင်္ဂါနေ့မှာညနေအလဲပေါင်းခြင်း compress ခုဘလူးနေမှာအလဲပေါင်းခြင်းကွန်ကရစ်အလဲပေါင်းခြင်းဘရိတ်နှစ်ကြိမ်ဖြစ်ပြီးဆိုရင်နှက်ခတ်တော့မို့အပူလာမယ်နော်နှက်ခတ်တော့မို့အပူလာမယ်ပြီးရင်ဟောဒီမှာနှစ်တလုံးပိတ်ထားခြင်းကြောင့်နှစ်အပိတ်ကျထားခြင်းကြောင့်ရှစ်ပတ်တည်ကြာရခံတော့လာမယ်ရပြီနော်အဲ့ဒီတစ်တလုံးလာခြင်းကြောင့်တစ်တော့မို့ကိုယ်ကသတိထားဖို့ပဲနော်တင်းနဲ့ကိုပြန်ကြရင်လည်းကြာလာကြာရင်လည်းကြာလာနိုင်တယ်ပြောင်းလည်းပြောင်းပါ ဟိုကြာကျင်မှလည်းကြာမယ်ပေါ့နော်အဲ့ဒီနှစ်ပိတ်ကြောင်းကအဲ့ဒီရှစ်ပတ်ဒီကကြာကိုကြာပေးမှာဟုတ်ပြီနော်ပြီးတော့ဒီတပတ်တော့မှာတနက်နေ့နှစ်6ထွက်တယ်ဒီနေ့အင်္ဂါနေ့ဘုလူနေ့ညနေမှာ6နဲ့ထွက်တယ်ပြန်ပြန်ကြာပြီဖြစ်နေတပတ်တော့မှာအဲ့လိုထွက်ကနေပြန်ကြာလာပြီဆိုတကွာကောင်း1 3ဟုတ်ပြီနော်တကွာကောင်းတက်သုံးမှာတက်သုံးကိုတင်ထိုးပြီးရင်အောက်က30တင်ကတက်ခုနည်းနည်းလေးရှမ်းပြီနော်ပြီးရင်မိတ်ဆွေတို့ပတိသမားတွေတော့က ငါးပတ်သီးကမပြောက်ပါဘူးကျွန်တော်ပြောရဲတယ်ငါးပတ်သီးကျွန်တော်ရမ်းကြိုက်တယ်ငါးပတ်သီးနဲ့ရှစ်ပတ်သီးတနည်းအားပူဂျူမှာလည်းကျွန်တော်ပြောခဲ့တယ်ဂျာတာပရီအဲကြံချင်းနေမှာငါးရှစ်ပတ်သီးကျွန်တော်အကြိုက်ဆုံးပါနော်ငါးရှစ်ပတ်သီးဘာကြောင့်ကြိုက်လဲဆိုတော့ဒီမှာကျွန်တော်ရှင်းပြပေးထားဂျာတာပရီနေမှာ၄တက်ထွက်ထားတယ်ပြီးတော့ဂျာတာပရီမနက်ပိုင်းအခွင့်ရှင်းညနေ၄တက်အဲဂျာတာပရီနေမှာညမနက် break တူထွက်အဲထွက်တဲ့ break ကနောက်တစ်ပတ်မှာခုမကျော်ပတ်သီးအနေနဲ့လာပေးတယ်နော်ပြီးတော့ဂျာတာပရီညနေမှာထွက်တဲ့ break က ခုမကြုံမှာနောက်ဘက်လာပြန်ပြီးခဲ့တဲ့ဘက်ကထွက်တာ9ခုနောက်ဘက်မှာ4เนาะဟိုပြီးခဲ့တဲ့ဘက်မှာထွက်တာ3ခါနောက်ဘက်မှာ8ဒီမှာ8 break 8လာဟိုနောက်ဘက်မှာဆိုရင်16ထွက်တော့ခွန်ခွန်ဘယ်နေမှာထွက်လဲဒီကြာတာပရင်းနေမှာလာထွက်တယ်အဲ့လိုမျိုးပေါ့เนาะရက်ကြော်တာလေးရှိနေအဲ့တော့၅ပတ်ဒီဆောင်းရမ်းကြိုက်တယ်ကတော့ပါဗျာကတော့ကတော့ဆောင်းရမ်းအရန်ကြိုက်ပါတယ်ဗျာနော်ကဲအဲ့တော့မနက်ဖြန်တော့ကကျွန်တော်ရတဲ့အားလေးကျွန်တော်ပြောပြမယ်နော် အာဒီဘက်ကလွယ်ပဲလွယ်နေရပဲเนาะ20ရက်နေကြာတာပြင်းနေတော့ကမနေ့ကတော့နေကုန်လုံးမဲ့နှစ်တလုံးเนาะအဲနှစ်နဲ့6ကအပြိုင်နေတယ်မေဆုလိုသတိထားနှစ်က3ကြိမ်ထွက်ပြီ6ကလည်း3ကြိမ်ထွက်ပြီအဲနှစ်နဲ့6ကတလုံးပြန်လာလိမ့်မယ်เนาะနေကုန်ပတိက3ခွန်ပတိဟုတ်ပြီเนาะကီးခွေက၄၉50ကီးခွေအဲ့တော့3ညနဲ့နေကုန်ထုတ်ခွက်ထုတ်မယ်ဆို3ည4 3ည9 3ည9အပူတစ်ခွက်ပါမယ် ပြန်ကြတဲ့ဘက်ပါမယ်နော်ပြီးရင်ခွန်လဲဆိုရင်ခွန်၄ခွန်၉ခွန်၅ခွန်၃ဟုတ်ပြီနော်အဲ့တော့မနေ့ကတော့ကျွန်တော်ရဲ့ break က1 break 2 break 4 break 8 break ပါမိစလို့ကြိုက်တဲ့ break ကိုနဲ့ချိန်ပြီးထိုးပါနော်အဲ့တော့ဒီနေ့ထွက်လာတဲ့ကနေမနေ့6တင်ညနေ6နဲ့မနေ့ညထိတ်တူလို့၄၉ပိုင်းသုံးဖို့၄၉ break က၂ရက်အတွင်းလာမယ်နော်ပြီးရင်ပထမမရောဆိုရင်၃ည၁၃ည၅၃ည၄ဒူမရောဆိုရင်ခွန်၉ခွန်၅ ဟုတ်ပြီနော်နေကုံနှစ်ကွက်ကောင်း30နဲ့1ခွန်နော်နေကုံတစ်ကွက်ကောင်းဆိုရင်13ပါနော်နေကုံတစ်ကွက်ကောင်း13ကြံလေးချိန်မှာပတ်သီးဆိုရင်58ပတ်သီးကျွန်တော်အကြိုက်ဆုံးပါဗျာနော်ကြံရင်လိုက်ပါကျွန်တော်စိုက်ရတဲ့ပတ်သီးလိုက်တဲ့သူလည်းကျွန်တော်ပြောထားတယ်ကိုလိုင်းနိုင်မဲ့ငွေကိုချိန်ပါလို့ကျွန်တော်ပြောထားပြီးပါရဲ့နော်ကြံလေးချိန်မှာနှက်ခတ်နဲ့အပူတတိထားပါအပူဆိုရင်နှက်ဖန်တဲထဲအတွက်ဆိုရင်1ပူ9ပူ5ပူ3ညပူ ောက်ပြီနော်ကဲအဲ့တော့မိတ်ဆွေတို့ကျွန်တော်ကတော့ဒီတစ်ပတ်စက်တိုက်လုံး၃ရက်လုံးလုံးကျွန်တော်မှားတယ်ပတ်တီရောလုံးမယ်လွှဲနေတယ်အဲ့ကြောင့်မိတ်ဆွေတို့ချင့်ချင်ပြီးကစားကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျအားလုံးခုနကျွန်တော်ဒီပေးတဲ့ဒီမူလေးဒီမူလေးတွေပဲဒီမူလေးကပဲမိတ်ဆွေတို့ယူပြီးယူပြီးတော့သုံးဆွဲပြီးကစားစီချင်ပါတယ်ဗျနော်ကဲအားလုံးကျေးဇူးပါဗျ